ရုရှားရင်လန်တွေဝယ်ယူတာကိုရပ်ဆိုင်းတော်မယ်လို့အိန္ဒိယဝန်ကြီးချုပ်နာဒန်ဒရာမိုဒီကသူ့ကိုကတိပေးခဲ့ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောပါတယ်။ဒါပေမဲ့အခုတော့အိန္ဒိယကထရမ့်ပြောတဲ့ကိစ္စသူတို့ဘာမှမသိရပါဘူးလို့အတိလင်းညင်းဆိုလိုက်ပါတယ်။ယူကရိန်းကိုကျူးကျော်စစ်ဆင်နွှဲခဲ့တဲ့ရုရှားပေါ်အမေရိကန်နဲ့အနောက်နိုင်ငံတွေကစီးပွားရေးပိတ်ဆို့ရေးယူမှုတွေကျင့်သုံးခဲ့တယ်လို့ရုရှားရဲ့ပြည်ပဝင်ငွေလမ်းကြောင်းဖြစ်တဲ့ရေနံတင်ပို့မှုတွေကိုလည်းဖျက်တောက်နိုင်ဖို့ကြိုးစားလာခဲ့ပါတယ်။ဒါပေမဲ့အိန္ဒိယကတော့ အမေရိကန်နဲ့ဥရောပရဲ့ဖိအားပေးမှုကိုညှင်းဆန်ပြီးရုရှားရေနံကိုဆက်လက်ဝယ်ယူနေခဲ့ပါတယ်။အောက်တိုဘာ15ရက်နေ့မှာတော့ထရမ့်ကဝန်ကြီးချုပ်မိုဒီဟောင်းဖုန်းဆက်ဆွေးနွေးမှုတစ်ခုမှာအိန္ဒိယအနေနဲ့ရုရှားစီကရေနံတွေဈေးတက်တက်တသားနဲ့ဝယ်ယူနေတာကိုရပ်တန့်တော်မယ်လို့သူကကတိပေးခဲ့တယ်ဆိုပြီးလူသိရှင်ကြားထုတ်ပြောခဲ့တာဖြစ်ပါတယ်။အိန္ဒိယကိုစီယုံနားချပြီးတဲ့အခါမှာတော့သူကတရုတ်ကိုလည်းအလားတူသိမ်းသွင်းဖို့ဆက်ပြီးအားထုတ်သွားမယ်လို့ထရမ့်ကပြောကြားခဲ့ပါသေးတယ်။အိန္ဒိယနဲ့တရုတ်တို့က ရုရှားစီကနေရေနံစိမ်းအများဆုံးဝယ်ယူတင်သွင်းနေတဲ့နိုင်ငံတွေဖြစ်ပါတယ်။ဒါကြောင့်လဲရုရှားရေနံတွေကိုဆက်လက်ဝယ်ယူနေလို့အိန္ဒိယကိုတန်းခတ်တယ်ဆိုပြီးထရမ့်ကအိန္ဒိယသွင်းကုန်တွေအပေါ်အခွန်တိုးမြင့်စီးကြခဲ့ပါသေးတယ်။အိန္ဒိယကရုရှားရေနံကိုဆက်ဝယ်နေတဲ့အပေါ်သူသဘောမကျကြောင်းအခုတော့မိုဒီကနောက်ဆိုရုရှားရေနံကိုမဝယ်တော့ပါဘူးလို့သူစီအာမခံခဲ့ကြောင်းဒါကကြီးမားတဲ့ခြေလှမ်းအစတစ်ခုဖြစ်ပြီးတရုတ်ကလည်းအဲ့ဒီလို ဖြစ်လာအောင် အမေရိကန်ကဆက်ပြီးတိုက်တွန်းသွားမှာဖြစ်ကြောင်း ထရမ့်ကအင်ဖြူရောမှာသတင်းတောက်တွေကိုပြောခဲ့တာပါဒါပေမဲ့အောက်တိုဘာ16ရက်နေ့မှာတော့အိန္ဒိယနိုင်ငံသားရေးဝန်ကြီးပြောရေးဆိုခွင့်ရရရှိကထရမ့်ပြောတဲ့အကြောင်းအရာကိုအိန္ဒိယဘက်ကဘာမှမသိရပါဘူးလို့ညင်းချက်ထုတ်ခဲ့ပါတယ်အစောပိုင်းမှာလည်းအိန္ဒိယနိုင်ငံသားရေးဝန်ကြီးဌာနကအစိုးရအနေနဲ့အဓိကရေနံတင်သွင်းတဲ့နိုင်ငံကြီးစီကနေဆက်ပြီးရေနံတွေဝယ်ယူနေမယ်လို့ကြေညာခဲ့ပါတယ်အင်ဖြူရောကတော့ဆွေးနွေးမှုတွေပြီးမှအိန္ဒိယဟာ ရုရှားစီကရေနယ်ဝယ်ယူတင်သွင်းတာကို90ရာခိုင်နှုန်းလောက်ထိရှော့ချထားပြီးဖြစ်တယ်လို့ကြေညာထားပါတယ်ရှင်